စကားများပြောစရာမလိုလက်ညှိုးထိုးတိုင်းပတ်စံရတဲ့တဘာဝတယံသာသကြောက်မြေတနာလုပ်ငန်းတွေအများကြီးရှိနေပါလျက်နဲ့မင်းအွန်လိုင်းတမီးကဘာအတွက်အမှုပညာလောကတဲကိုခြေစုံပြည့်ဝင်ပြီးတော့အမှုပညာကုမ္ပဏီထောင်ထားလဲဆိုတော့တကယ်တော့နေတူမြင့်မြတ် ခန့်စီသူယုံလေးအစရှိတဲ့အမှုပညာရှင်တွေကဘောမတွေမဟုတ်ပါဘူးအမှန်တကယ်တော့အမှုပညာလောကတစ်ခုလုံးကမင်းအွန်လိုင်းတမီးရဲ့ခြေဖွားအောက်ကို ရောက်နေတာဖြစ်ပါလေအဲ့ဒီတော့တည်တည်ချာချာစဉ်းစားကြည့်စစ်တပ်စစ်ဘုတ်ချုပ်တွေနဲ့ခရိုနီအတိုင်းဝိုင်းတွေမှာစကားများများပြောစရာမလိုလက်ညှိုးထိုးတိုင်းပတ်စံရတဲ့ တဘာဝတယံသာတကြောင့်မြေယတနာလုပ်ငန်းတွေအများကြီးရှိနေပါလျက်နဲ့မင်းအောင်လိုင်းတမီးကဘာအတွက်အမှုပညာလောကတဲကိုခြေစုံပြည့်ဝင်ပြီးတော့အမှုပညာကုမ္ပဏီထောင်ထားလဲဆိုတော့အချိန်တန်ရင်ဒီအချိန်ရောက်ရင်ဒီလိုအတုံးချဖို့အတွက်အမှုပညာသမားတွေအကုန်လုံးကိုမင်းအောင်လိုင်းတမီးရဲ့ခြေဖွားအောက်ရောက်အောင် စာချုပ်တွေထုတ်ထားတာဖြစ်တယ်အခု MITV4 တို့စသဖြင့် channel တွေမှာနာသမျှ ဇလန်တွဲကားတွေအကုန်လုံးကမင်းအောင်လိုင်းတမီးကုမ္ပဏီကနေထုတ်လုပ်တဲ့ဇလန်တွဲတွေကြီးပဲအဲ့ဒါကိုလည်းကျွန်တော်လွန်ခဲ့တဲ့တစ်နှစ်နှစ်နှစ်လောက်ကတည်းကအများတန်းပြောတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာပြည်သူလူထုတွေကအဲ့ဒါမျိုးကိုဂယုမဆိုင်ကြဘူးနော်အဲ့တော့ပြောချင်တာကဟိုမင်းသမီးဟိုမင်းသားကဘောမပါတယ်ဒီမင်းသမီးဒီမင်းသားကဘောမပါတယ်ဆိုတာထက်ကိုအမှုပညာလောကကြီးတစ်ခုလုံးကမင်းအောင်လိုင်းသမီးရဲ့ခြေဖွားအောက်ကိုရောက်နေတာဖြစ်တယ်။နော်အဲ့ဒါကို အဓိကနားလည်ဖို့လိုတယ်အခုလက်ရှိနာမည်ကြီးနေတဲ့တော့တန်းစရင်ဝင်မင်းသားမင်းသမီးတွေရောတသက်စမင်းသားမင်းသမီးတွေရောအကုန်လုံးကမင်းအောင်လိုင်းတမီးကစာချုပ်တွေချုပ်ထားတယ်မင်းအောင်လိုင်းတမီးခိုင်းတမျှကိုလုပ်ရမယ်မလွန်ဆန်နိုင်တော့ဘူးဒါပေမဲ့လွန်ဆန်နိုင်တဲ့လူတွေရှိတယ်ဘလို့လူမျိုးလဲဆိုရင်စစ်တပ်ကအာဏာသိမ်းပြီးကတည်းကရုပ်ရှင်ရိုက်ခြင်းကိုရည်နာထားတဲ့လူတွေမင်းအောင်လိုင်းတမီးနဲ့စာချုပ်မချုပ်တဲ့လူတွေ ပြီးတော့ဒီစစ်တပ်အတိုင်းဝိုင်းရဲ့ပေးကန်းစွန့်တဲခြင်းကိုမရယူထားတဲ့လူတွေဒီလိုလူတွေကတော့ငင်းလို့ရတယ်ဒါဆိုရင်တိုင်းပြည်တစ်ခုလုံးတိုင်းပြည်ရဲ့အနာဂတ်တစ်ခုလုံးစစ်အာဏာရှင်လက်အောက်ကိုကျရောက်စေမဲ့ဝါရဖြန့်ချီတဲ့ကားမျိုးကိုရိုက်တဲ့အခါမှာဒီမင်းသားမင်းသမီးတွေကဘာကြောက်မလွန်ဆန်နိုင်ရတာလဲဆိုရင်ရှင်းရှင်းလေးပဲမင်းအွန်လိုင်းတမီးကုမ္ပဏီနဲ့စာချုပ်ချုပ်ထားလို့ဒါမှမဟုတ်ရင်စစ်တပ်နဲ့စစ်တပ်အနယ်ဝင်တွေရဲ့ပေးထားတဲ့အပေးစာကမ်းစာတွေကိုယူထားရလို့ဒါမှမဟုတ်ရင်မင်းတို့က ဒီစစ်တပ်ကရုပ်ရှင်ရိုက်ဖို့ခေါ်တော့မရိုက်ရှင်ဘူးเนาะစစ်တပ်အာဏာသိမ်းပြီးကတည်းကဒီရုပ်ရှင်အလုပ်ကိုတော့မင်းတို့မနာတဲ့လုပ်နေတယ်ဆိုရင်ဘာအကြောင်းပြချက်မှပေးလို့မရတော့ဘူးမင်းတို့ကထမင်းသဘွန်စားဖို့ကိုတိုင်းပြည်တစ်ခုလုံးကိုချမြင်မဲ့အကောင်တွေဖြစ်တော့စစ်တပ်ကသူတို့ကိုအတုံးချတာဗောဒါရှင်းရှင်းလေးပဲเนาะအဲ့တော့ဒီတွင်ထဲမှာပဲရှိတယ်နိုင်ငံရေးထဲလဲဝင်မပါဘူးမင်းအောင်နိုင်ရဲ့ဒီဘောမကားတွေရိုက်ဖို့ခေါ်တဲ့နေရာမှာလဲဝင်မပါဘဲနဲ့ငင်းလို့ရတဲ့လူတွေရှိတယ်ငင်းခွင့်ရှိတယ် ဘာလို့လဲဆိုတော့သူတို့ကစစ်တပ်အာဏာသိမ်းပြီးကတည်းကနိုင်ငံရေးမတည်မငြိမ်ဖြစ်ကတည်းကဒီအနုပညာလုပ်တွေကိုနားလိုက်တာမျိုးနောက်ပြီးတော့မှဒီစစ်တပ်အတိုင်းဝိုင်းနဲ့မပူမတွဲမပောင်းတဲ့လူတွေနောက်ကိုကကိုတည်တဲ့ဆိုရှယ်မီဒီယာကနေဝင်ဝေရှာပြီးဆက်လက်ရက်တည်တဲ့လူမျိုးတွေကဒါမင်းအောင်နိုင်တမီးကမင်းအောင်နိုင်ကခေါ်ရင်တော့မှအကြောင်းပြချက်တွေပေးပြီးတော့ဝင်မရိုက်ပဲနဲ့နေလို့ရတယ်ဒါဆိုရင်အခုလက်ရှိမင်းအောင်နိုင်တမီးနဲ့မင်းအောင်နိုင်ကဒီအမိတ်အာဏာနဲ့ ခေါ်ပြီးခိုင်းတာကိုမြင်ဝင်မရှိတဲ့လူတွေကဘလို့လူတွေလဲဆိုရင်မင်းအွန်လိုင်းတမီးကုမ္ပဏီနဲ့စာချုပ်ချုပ်ထားတဲ့လူတွေအာဝဲတက်ကြီးမျိုးမျိုးမျက်မျက်ရရင်ဘဲကောင်ခေါ်ခေါ်လိုက်မယ်ဆိုတဲ့လူတွေကတော့မြင်ဝင်မရှိဘူးပေါ့ဗျာဒါကိုကျွန်တော်တို့ပြည်သူတွေအားလုံးနားလည်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ဟိုအစကပြန်ကောက်ရရင်เนาะမြန်မာရုပ်ရှင်လောကကြီးတစ်ခုလုံးကကျွန်တော်တို့ပြေးရတာလည်းမတန်ဘူးပါသူတရတာမှလည်းကျွန်တော်တို့ကိုမပေးဆွာနိုင်ဘူးအဲ့တော့ဒီလောက်စောက်ပိုးကြီးဖြစ်နေတယ်ဒီစောက်ပိုးလောကကြီးကိုဒီစောက်ပိုးကားတွေကို ဆက်ပြီးကြည့်နေတာဘာအတွက်လဲအဲ့တော့ဘလောက်ပဲဟိုဟိုရုံဝင်ကြီးတွေဈေးကြီးလာပါစေမြန်မာကားကအရေးသွေးတွေတက်မလာဘူးမြန်မာကားအစောက်ဘောလောကကနေထပ်မတိုးလာဘူးအဲ့ဒါကြီးကိုဆက်ပြီးအားပေးနေရင်ဘာထူးမှလဲဘာထူးမှလဲဘာထူးမှလဲအခုလက်ရှိမြန်မာနိုင်ငံကဘလို့ဖြစ်နေတာလဲဆိုတော့ပြည်သူလူထုခေါင်းပေါ်ကိုလင်းရင်တွေနဲ့ဘုံအကျဲမခံခြင်းရင်စစ်တပ်ကိုအရှုံးပေးပါ စစ်ကြောင်းထိုးရွာတွေကို မီးရှို့မခံခြင်းရင်စစ်တပ်ကို အရှုံးပေးပါစစ်တပ်ကရည်ရွယ်ချက်ရှိရှိနဲ့ပြည်သူလူထုကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်နေတယ်ဒီဒုက္ခတွေကိုမခံစားနိုင်ရင်စစ်တပ်ကိုအရှုံးပေးပါဆိုပြီးတော့စစ်တပ်ရဲ့မီဒီယာတွေစစ်တပ်ရဲ့ဝါဒဖြန့်ချီရေးတွေစစ်တပ်စစ်တပ်လက်အောက်ခံအမှုပညာသမားတွေက ရုပ်ရှင်တွေဗီဒီယိုရိုက်ပြီးတော့တစ်ဖက်မှာဝါဒဖြန့်အဲ့တော့တစ်ဖက်မှာစစ်တပ်ကပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိနဲ့ပြစ်မှတ်ထားတိုက်ခိုက်တက်ဖြက်ပုံစင်းလုံးကြီးအလုတ်ကန်ရှားပါအောင်ရည်ရွယ်ချက်ရှိရှိစနစ်တကျကြိုတင်ပြင်ဆင်ပြီးတော့တိုက်ခိုက်တယ်တက်ဖြက်တယ်ဒုက္ခပေးတယ်တစ်ဖက်မှာလည်းစစ်သက်မီဒီယာတွေရုပ်ရှင်သမားတွေအနုပညာသမားတွေကဒီဒုက္ခတွေမခံစားချင်ရင်စစ်သက်ကို အရှုံးပေးပါဆိုပြီးတော့ရည်ရွယ်ဝါဒတွေဖြန့်တယ်အဲ့တော့ကျွန်တော်တို့ပြန်စဉ်းစားကြည့်ရအောင်ပါတကယ်ပဲကျွန်တော်တို့စစ်သက်ကိုအရှုံးပေးလိုက်ရင်ဒီဒုက္ခတွေ သာဝရပြင်းငိမ့်သွားမလားအခုမြန်မာနိုင်ငံခုလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကကမ္ဘာမှာနိုင်ငံသားထွက်ကြုံခံရတဲ့လူဦးရေအများဆုံးနိုင်ငံငတ်မို့ခေါင်းမမှုအများဆုံးနိုင်ငံစင်းရဲနေကြမှုအကြီးဆုံးနိုင်ငံကမ္ဘာမှာဝင်းဝေးအ ਨੇ ဆုံးနိုင်ငံကျန်းမာရေးစောက်ရှောက်မှုပညာရေးအနိုင်ကျဆုံးစုပ်ပြတ်သက်ဆုံးနိုင်ငံအဲ့တော့ဒါတွေဖြစ်လာအောင်ဘယ်သူတွေကလုပ်ခဲ့တာလဲအခုတိုင်းပြည်စုပူလို့ဒီလိုဖြစ်တယ်ပြောရအောင်လဲ အခု2023စစ်သက်အာဏာသိမ်းပြီးတော့ပြည်သူလူထုတွေဒုက္ခရောက်မှုမတိုင်ခင် ရှေ့မှာနှစ်ပေါင်း80ကျော်နေဝင်တိုင်းပြည်ကိုနှစ်ပေါင်း20ကျော်စိတ်တိုင်းကြတယောက်တည်းလှုပ်ချင်တို့လှုပ်ပြီးအုပ်ချုပ်ခွင့်ရခဲ့တယ်။ဘာမှတိုးတက်မလာဘူး။ရှိပီးသားအခြေအနေကနေဘဝပြည့်မွေးတည်လာတယ်။အဲနေဝင်လက်ထက်တုန်းကတော့စင်ပိန်ရင်ကျွဲလောက်ကြံသေးတယ်ဆိုပြီးတော့မှရှိခဲ့သေးတယ်။တခါတန်းရွှေနှစ်ပေါင်း20ကျော်စစ်သက်ကစစ်အာဏာရှင်စနစ်နဲ့အုပ်ချုပ်ခဲ့တယ်။ တိုးတက်လာလာเนาะအတိုင်းပြည်အေးချမ်းတယ်ပြည်သူလူထုတွေစစ်တပ်ကိုဘာမှမဆန့်ကျင်ဘူးဒီတိုင်းရင်းသားပြည်နယ်တွေနေဆက်တွေမှာအနှဲငယ်တိုက်ပွဲဖြစ်တာကလွဲလို့တိုင်းပြည်တအားအေးချမ်းတယ်တန်းရွှေစိတ်တိုင်းကြနှစ်ပေါင်း20ကျော်အုပ်ချုပ်ခွင့်ရခဲ့တယ်တိုင်းပြည်ဘာဖြစ်လာလို့လဲเนาะစာတင်ချောင်းတွေဆေးရုံတွေဆိုတာကသူများနိုင်ငံက နွားတင်းကုတ်အိုးတင်းကြိုင်ကုန်းဇရက်လောက်ပဲရှိတဲ့အခြေအနေတွေရောက်အောင်မွဲပြန်ကြသွားတယ် မြန်မာထက်ဆင်းရဲတဲ့အိမ်နီးချင်းနိုင်ငံတွေအားလုံးကိုကျုံထွက်ခံရတဲ့အထိတိုင်းပြည်ကဆုတ်ပြတ်သက်သွားတယ်။အဲ့ဒီအချိန်တုန်းကပြည်သူလူထုကမြို့ပေါ်မှာရှိတဲ့ပြည်သူလူထုကစစ်တပ်ကိုမဆန့်ကျင်ဘူးစစ်တပ်ကိုမတော်လှန်ဘူးတိုင်းပြည်အေးချမ်းနေတာပဲဘာလို့မတိုးတက်လာတယ်လဲ။အဲ့တော့ဒီကနေ့မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အရာတွေကိုဒုက္ခမခံစားချင်တော့ရင်စစ်တပ်ကိုအရှုံးပေးပါဆိုပြီးဝါဒဖြန့်နေတဲ့လူတွေစစ်တပ်ကိုအရှုံးပေးဖို့စဉ်းစားနေတဲ့လူတွေအဲ့တော့ဒါလေးတွေကိုအမှတ်ရဖို့ လိုအပ်တယ်အဲ့တော့စစ်တပ်ကိုအရှုံးပေးလိုက်ရင်နောက်ဆက်တွဲဘာတွေထပ်ဖြစ်လာမလဲဆိုတော့ကြီးရွာအုပ်ချုပ်ရေးမှူးရွာလူကြီးတွေစစ်သားမြို့ပေါ်အုပ်ချုပ်ရေးမှူးအရာရှိတွေစစ်သားအစိုးရယုံဌာနတွေအရာရှိတွေကစစ်သားနော်လွှတ်တော်ထဲမှာစစ်သားအစိုးရဝင်ကြီးတွေစစ်သားတမရဝင်ကြီးချုပ်တွေစစ်သားစီးပွားရေးသမားလူချမ်းသာလုပ်ငန်းရှင်တွေစစ်သားသားသမီး ဆိုတော့အဲ့ဒါ၄ကြီးပဲဖြစ်လာရင်ငါတို့ပြည်သူလူထုကဘာဖြစ်လာမလဲဆိုတော့ပြည်သူလူထုကစစ်ကြုံပေါ့နော်အဲ့တော့နိုင်ငံရဲ့အခွင့်ထူးခံကောင်းစားတဲ့အရာတွေမှန်တယ်များစစ်သားနဲ့စစ်သားသားသမီးတွေပဲပိုင်ဆိုင်သွားရင် ပြည်သူလူထုကဘာဖြစ်မလဲဆိုတော့ကြုံဖြစ်မှာပေါ့ကြုံတော့မှရိုးရိုးကြင်ကြုံမဟုတ်ဘူးဗျနှစ်ထက်ကွမ်းကြုံပြည်တွင်းထဲမှာနေရင်စစ်တပ်ရဲ့ကြုံပြပထွက်ရင်နိုင်ငံသားကြုံနှစ်ချက်ကွမ်းကြုံဖြစ်မှာ ဲ့တော့အဲ့ဒီဘဝကနေကျွန်တော်တို့ထာဝရလွတ်မြောက်ဖို့ဆိုရင်လက်ရှိရင်ဆိုင်နေရတဲ့ဒုက္ခခက်ခဲကိုကျွန်တော်တို့အားလုံးလက်သွဲညီညီတင့်ကြံ့ခံတန်မာစွာနဲ့ရင်ဆိုင်ကြုံဖြတ်ပြီးတော့ဒီစစ်အာဏာရှင်တွေကို အဆုံးခန်းတိုင်တိုက်ခိုက်တော်လှန်ပြီးတော့မြန်မာနိုင်ငံဒီစစ်အာဏာရှင်ကင်းစင်ပြီးတော့မှ ဖွံ့ဖြိုးတိုးတက်ပွင့်လင်းလွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံတစ်တခုကိုကျွန်တော်တို့ထူထောင်နိုင်မှတာလင်းလက်ရှိကျွန်တော်တို့ဘဝတွေရော နောက်မှမွေးဖွားလာမဲ့မြန်မာနိုင်ငံရဲ့ရင်လွင်းငယ်အနာဂတ်မျိုးဆက်သစ်လူငယ်တွေအားလုံးရဲ့ဘဝပါပြောင်းလဲသွားမှာဖြစ်တယ်အဲ့ဒီတော့ကျွန်တော်တို့ရဲ့အနာဂတ်ပန်းတိုင်အတွက်ကျွန်တော်တို့ရဲ့တော်လှန်ရေးကိုနိုင်အောင်အားလုံးသက်ပေါင်းစုံကနေပါဝင်တော်လှန်ပေးကြဖို့အရေးကြီးပါတယ်